တိခံနဲ့တခါတည်းဟာအနိုင်ကျင့်ခံရ၏မိတို့နေရပါမည်နည်းအနိုင်ကျင့်တာမကျင့်တာကိုယ်လုံးမဟုတ်အနိုင်ကျင့်တဲ့လူရဲ့အပြစ်သာလင်ဖြစ်တယ်မိမိဘက်ကတိခံခြင်းကတော့ဒီတိခံခြင်းကတော့တိခံတယ်ဆိုတာဒေါသမထွက်အောင်ကိုယ့်ကိုထိန်းနိုင်တာကိုတိခံတယ်လို့ခေါ်တယ်ဘာမှမပြောဘဲနဲ့စိတ်ကတော့ဆိုးတယ်ငုံခံနေတာအဲ့ဒါမျိုးကိုတိခံတယ်လို့မခေါ်တိခံတယ်ဆိုတာကိုယ့်ရဲ့တဏ္ဍာမှာတစ်ဖက်သားရဲ့လုံပြုလုံမှုကြောင့် ဒေါသဖြစ်လာတာကိုမဖြစ်အောင်ထိန်းတာကိုသိခံတယ်လို့ခေါ်တယ်။ကိုယ့်ကိုထိန်းတာပဲသိခံတယ်ဆိုတာ။ကျန်တဲ့လူကိုထိန်းတာမဟုတ်ဘူး။တစ်ဖက်သားကလာစော်ကားနေတဲ့အချိန်မှာကိုယ်မှာဒေါသဖြစ်တယ်။ဒေါသဖြစ်ရင်ဒီဒေါသဒီကိုယ်နဲ့သက်ဆိုင်တဲ့အကုသို့ဖြစ်တယ်။အဲ့ဒီအကုသို့မဖြစ်အောင်ဒီဒေါသမဖြစ်အောင်ထိန်းနိုင်တာပဲသိခံတယ်လို့ပြောတာ။နိုင်ကျင်တဲ့အနိုင်မကျင်ဘူးဆိုတာတော့သူ့အလုပ်ပဲ။သိခံခြင်းကြောင့်အနိုင်ကျင်တယ်လို့လည်းပြောလို့မရဘူးပေါ့နော်။နိုင်ကျင်တာ ကိုပတ်သက်ပြီးတော့ကိုကတိပခံမှုပြန်ချမယ်ဆိုရင်တော့ကိုဒါတော့အပြစ်ဖြစ်တာပေါ့ပြန်လို့ရင်ကိုလုံးတဲ့အပြစ်ဖြစ်တယ်တိခံခြင်းကြောင့်ကိုမှဒေါသမဖြစ်ဘူးဒေါသမဖြစ်ခြင်းကြောင့်ကိုမှအာဟုတုမဖြစ်ဘူးဒါကြောင့်မို့ဖရာလောင်းတော်တွေဆိုရင်တော့ပါလို့လို့တိခံနေလိုက်တယ်ပေါ့တိခံနေခြင်းအပြင်လည်းပဲတစ်ဖက်သားရဲ့ငြိမ်းအေးသွားမှုမိမိတိခံမှုကိုကြောင်းပြပြီးသူဟာဆက်လက်ပြီးစော်ကားတာမျိုးတချို့ကြတော့မလုပ်တော့ဘူးပေါ့တချို့ကြတော့လည်းလုပ်တတ်လို့လည်းရှိနိုင်တာပေါ့ တော့တော့သိခန္ဓာသိတာလည်းမိမိရဲ့အလုပ်ပဲဖြစ်တယ်ပေါ့နိုင်ကျင်တာမကျင်တာကိုယ်လည်းမဆိုင်ဘူးလို့ပဲဒီလိုနှလုံးသွင်းရမှာဖြစ်တယ်ပေါ့